ကြောင်းဘဗညုဖျား၏နောက်ဖက်နှင့်မကြွဲနာတောင်ဖျား၏တောင်ဖက်၌ရှိသောနတ်လောင်ကျောင်းသည်ဗကန်ရှိသာသနိကအဆောက်အုံများတဲ့ကတခုတည်းသောဟိန်နူဖျားကျောင်းဖြစ်သည်ဗကန်ခီးတဲ့များတဲ့တွင်နှမျိုးနှစ်စာရှိသည်တစ်မျိုးမှာဖျားဘူးတွားကြသည်များဖြစ်ပြီးကြံတစ်မျိုးမှာမြမရှိဟောင်းနှုပညာလက်ရာများကိုလေးလာသူများဖြစ်ကြသည်ဖျားဘူးတွားကြသူများသည်နတ်လောင်ကျောင်းသို့ရောက်ကြမည်မဟုတ်တော့လဲမြမရှိဟောင်းနှုပညာလေးလာသူများကမူနတ်လောင်ကျောင်းသို့လည်းတွားရောက်လေးလာကြသည် ဗန်ခီတဲဒီလဲနတ်လောင်ချောင်းသို့ရောက်သွားသည်ဗန်ခီတဲရောက်သွားသောချိန်တိုင်းနတ်လောင်ချောင်းတွင်ခီးသွားခီးလာတူတောင်မြန်တွေ့ရပြီနတ်လောင်ချောင်းသည်အုတ်ဖြစ်ဆောက်လုပ်ထားသော၄တောင်ပုံတရံအဆောက်အုံဖြစ်သည်အောက်ခံအုတ်ခုံအမြင့်မှ၄ပေလောက်ရှိသည်နှင်းပြေနိုင်ရန်များ၌ကြောက်ရွံ့သူများထားရန်အတွက်နိုင်ရန်လှိုင်ငယ်ကလေးများရှိသည်အဆောက်အုံ၏အချို့စိတ်ပိုင်းများမှာပျက်စီးယိုယွင်းနေကြပြီးရရှိနေသောအစိတ်ပိုင်းများမှာအလဲဘဟုမန်တိုင်းနှင့်ဇင်းကြံပတ်လေတိုက်မာကြီးတို့ဖြစ်ကြသည် စာအုံထပ်ပိုင်းနိုင်မှုဝန်ထောင်အပေါ်ပိုင်းကျန်းရှိနေသေးသည်အစာအုံ၏အတွင်းအလယ်ဘ ഹു နိုင်အမူစာသောအစာအုံအပေါ်ပိုင်းကိုထောက်ထားသော၄တောင်အုတ်တန်ကြီးရှိသည်အုတ်တန်ကြီး၄ဘက်၄မျက်နှာ၌လည်းကြောက်ရွံ့သူများထားရန်နေရာတနေရာစီရှိသည်အလယ်မှန်တိုင်း၄မျက်နှာတွင် ရှိသော မုတ်ကတ်များတွင်တိုင်ကတ်အင်္ဂလိပ်ပန်းများရှိသည်အလွင်ပြင်အုတ်နယံလှန်ကူများတဲ့ကချိုလှန်ကူများတွင်ရရှိသွားကြပြီဖြစ်သည့်ရုပ်တူများ၏အကြံအကျွမ်းလက်ရအစအနများကိုတွေ့ရတော့လဲ ကြောက်ရွံ့သူများမှမရှိကြတော့ဘူး။စာအုပ်နိုင်ငံရှိပကြီစေးရေးများမှလည်းမြင့်ပရိစေတကြာညောင်းခဲ့ပြီးဖြစ်ဒီကတကြောင်၊ဓာတုရုဒခန္ဓာယတိကတကြောင်အကြောင်းကြောင့်လို့ကြောင့်ပျက်စီးယိုယွင်းနေကြပြီ။အဖဲကြောင့်နတ်လောင်ကြောင်ဟုခေါ်သည်။နတ်လောင်ကြောင်ဟုဒီမှာကျောင်းထဲတွင်နတ်များကိုလှောင်ထားသည်၊ပိတ်ထားသည်ဟု အိပ်ပဲရသည်။ဘုရားဘာသာဘုရင်အနှော်ရထားသည်နတ်ကိုးကွယ်သူမဟုတ်သည်ဖြင့်နတ်များကိုစာအုပ်တစ်ခုထဲတွင်ပိတ်လောင်ထားသည်။ထို့ကြောင့်နတ်လောင်ကြောင်ဟုအမည်တွင်သည်ဟုအဇက်စကားချို့ကပြောကြသည်။ ရင်းဖြူပွက်မှာတယောက်ယောက်ကမြင်ရထင်ရဆွပြောရမှာပေါ်ပေါက်လာသောယူပော့ဖြစ်ပုံရသည်ယူပော့မှာနော်ဝေထာမင်းကြီးမင်းကျင်တရားကိုလည်းထိပါသလိုဖြစ်နေသည်ဒိုင်းပြည်နိုင်ငံကိုအုပ်ချုပ်မင်းလုပ်သောဘရင်တို့မြည်သည်ငါသားရေးလွတ်လပ်ခွင့်ကိုပေးရသည်ရန်ပြည်၌ထေရဝါဒဗုဒ္ဓဘာသာထုံးကားပြန်ဝါလာပြီဆိုရတော့လေနတ်ကိုွယ်မှုသည်ပပျောက်မသွားသေးပေမြေပေါင်း900နီးပါးကျော်လာခဲ့ပြီဖြစ်သည့်ယခုခေတ်ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံ၌ပင်နတ်ကိုွယ်မှုပြန်ပွားနေတော့ဝင်ရှိသေးရာ နော်ရထားခဲ့ပကံပြီးတမိုင်းခေဦးကစလာခဲ့သောရိုးရနဲ့ကိုးကွယ်မှုဆင်လာသည်ဘယ်မှာကွယ်ပြောက်သွားနိုင်မည်နည်းနောက်ကြောင်းမှာပကံပြီး၌မြမနာဘာသာဟိန္ဒူဘာသာကိုးကွယ်သူများရှိနေကြခြင်းပင်ဖြစ်သည်ပကံခေမြမရှင်ကျေးမှုအမှုပညာလက်ရာများ၌ပင်အိန္ဒိယရှင်ကျေးမှုအမှုအသက်ပါဝင်နေသည်ကိုတွေ့ရှိရသည်နောက်ကြောင်းလွတ်လပ်စွာယုံကြည်ကိုးကွယ်မှုပေးထားသောပကံ၌မြမနာဘာသာဟိန္ဒူဘာသာကိုးကွယ်သူများ၏ဖျားကြောင်းရှိနေခြင်းသည်ဆမ်းမဟုတ်တော့ပေလွတ်လပ်စွာယုံကြည်ကိုးကွယ်မှုရှိသည်ဆိုလျှင် ဘဲကြောင့်ရည်ကြီးတို့ကိုနှိမ်နှင်းပြရသည်ဟုသောတကတတ်ဆရာရှိသည်ရည်ကြီးတို့မှာဗုဒ္ဓဘာသာအမိခံထားကြသည်ဖြစ်၍ဗုဒ္ဓသာသနာကိုတန့်ဆင်လိုသည့်အတွက်ချင်းပင်ပြရခြင်းဖြစ်သည်အတော့ကမင်းတရားကြီးလဲထုံဤအတိုင်းပဲသာသနာတော်တွင်၌အာလစီဒုတ်တီလာတို့ကို ရှင်လင်းတုတ်တင်ပြတော်လဲဘာသာချားတို့ကိုမူလွတ်လပ်စွာကိုးကွယ်မှုပေးထားသည်နတ်လောင်เจ้าမှာနတ်တို့ကိုလှောင်ထားရာအချင်းချထားရာနေရာဖြစ်၍နတ်လောင်เจ้าဟုခေါ်ခြင်းမဟုတ်ပဲเจ้าနဲ့တွင်လျောင်းနေသည့်နတ်ယုတ်တို့တစ်ခုရှိ၍ န်လျောင်းကျောင်းဟုခေါ်ဝေါ်ရာမှကာလာရွေရာသည့်အခါနန်လျောင်းကျောင်းဖြစ်လာခြင်းဖြစ်သည်နန်လျောင်းကျောင်းသို့မဟုတ်နန်လျောင်းကျောင်းမှာမြန်မာလူမျိုးတို့ကခေါ်သည့်အမည်ဖြစ်၍ကျောင်းဆောက်လုပ်ကိုးကွယ်စဉ်ကယမနာဘာသာဝင်များဟိန္ဒူဘာသာဝင်များမှဲခေါ်ထားသည့်ဘိရှမန္ဒရာကဲ့သို့သောတည်တံ့အမည်နာမရှိကောင်းရှိပေလေယုံမီမှန်ကနန်လျောင်းကျောင်းသည်ဒီတနိုးနတ်ဖျားကျောင်းဖြစ်သည်ဟိန္ဒူဘာသာဝင်များကိုးကွယ်စည်းကပ်သောနတ်ဖျားများတဲ့တွင်ဆင်အပြင်းဆုံးမိဂအကြဆုံးနတ်ဖျား၃ပါးရှိသည် ဗေဒနုသည်ယင်းသုံးပါးတွင်တစ်ပါးဖြစ်သည်။ကျန်တစ်ပါးမှာမြမာနှင့်မဟေတခေါ်တီဝါတို့ဖြစ်ကြသည်။ဗကံပြေ၌ဗေဒနုကိုးကွယ်မှုတော်တန်ပြန်ပွားထုံးကားနေဟန်ရှိသည်။ကျန်စစ်သားမင်းလက်ထက်ရေးထိုးထားသောပြည်ရွှေစံတော်ကြောက်စာတထုံများသိမ့်နှံစီဒီကြောက်စာနှင့်ဗကံဝင်းရှင်ရှိကြောက်စာတို့၌ဗေဒနုနာမည်အကြောင်းကိုအမွန်တင်ဖော်ပြထားကြသည်။ဒေယနာမည်သည်မွန်ပါတာဖြင့်ရေးထိုးထားသောကြောက်စာ၌ဗေဒနုနာမည်သည်ငါ့ဤသားတော်ဂုံပတိအကူအညီဖြင့် ်အေခိတရာကိုတီထောင်ပြီးနောက်နတ်တော်၏ဘရင်ကိန်းရာတခင်ចောင်းသင်္ကန်းများကိုတီလျှောက်သောဝိဒ္ဓရာကာမဝိတ္တဇုံနာမည်နန္ဒကားတို့၏ဘရင်ကာနုကာမနှင့်အတူလူဖြစ်သူပြန်လည်ဝင်စားပြီးလေငါဖျားပြိဋ္ဌိဗံဆံပြီးနောက်နှစ်ပေါင်း1630အကြာတွင်ပကံပြည်ကြီးကိုအုတ်ချုပ်မင်းလုပ်လိမ့်မည်ရှင်သေးခန်သောရွှေပလင်ထန်း၌ဆံမြန်းကအရဟန္တိဟူသောယဟန်တန်ဃာတော်များနှင့်ဘောလူအပေါင်းတို့အလဲတွင်ထိဖြူမိုး၍ရာစာပိတေကခံယူပေလိမ့်မည် ဟူ၍မြတ်စွာဘုရားကဖြားရိပ်ပိဟံဆိုရ၌ဂျန်စစ်သားအားဘုဒ္ဓနိုးနာမည်ဝင်စားသူဖြစ်ဖော်ပြထားသည်ဘုဒ္ဓကိုနာရယနာဟူ၍လည်းခေါ်ကြသည်ဘုဒ္ဓနိုးကိုကိုးကွယ်စည်းကပ်သူများကဘုဒ္ဓနိုးအားအကြီးမြတ်ဆုံးနာမည်အဖြစ်ယူဆကြသည်ဘုဒ္ဓနိုးအားကမ္ဘာလောကကြီးအားထိမ့်သိမ်းဆောက်ရှောက်သူလောကပါလနာမည်ကြီးအဖြစ်ယူဆပေးလေမြတ်တနိုးကိုးကွယ်ပူဇော်ကြသည်ဘုဒ္ဓနိုးတွင်နာမည်တစ်ထောင်ရှိသည်ယင်းနာမည်တထောင်ကိုရွတ်ဖတ်တရဆယ်လေးကုသိုလ်ရသည်ဟုယူရှိကြသည်။ကျင်ယာဇနီးမှာ ကြီးပွားဥစ္စာနတ်သမီးလက်ချမီတို့မဟုတ်တီရိဖြစ်သည်ဇီးတော်ရင်မှာဂလုံးဖြစ်သည်ဘယ်လနောကိုရှေးဘီရင်တပားကဲ့သို့ဝိစားဆင်ရင်ထားသောအသားညူညူမဲမဲလူလင်တူဖြစ်ပုံဖော်ထားသည်လက်လေးချောင်းရှိသည်ပထမလက်ကခရူသိန်းကို၎င်းဒုတိယလက်ကစัจကြလက်နှက်ကို၎င်းတတိယလက်ကတင်းပုတ်ကို၎င်းစရုဒ္ဓလက်ကကြာပွင့်ကို၎င်းကင်ထားသည်။၄နှစ်သားလဲဗေဒနိုး၏လက်နှံများဖြစ်ကြသည်။ဗေဒနိုးကိုပုံအမျိုးမျိုးဖော်ကြသည် ါတရံလက်ချမီးနှင့်အတူကြာပွင့်ပေါ်၌ထိုင်နေတတ်ပြီးတခါတရံကြာရွက်ပေါ်၌ထိုင်နေတတ်သည်တခါတရံသေတနာငကားပေါ်၌လျှောင်းနေတတ်ပြီးတခါတရံဂလုံးငှက်ကိုစီးနေတတ်သည်ဒီကျွန်တို့၏အဝါဒရ10မျိုးရှိသည်အဝါဒရဟူဒီမှာနတ်ဘာဘာကလူသို့မဟုတ်ခြားသက်ရှိတရဝါတူဦး၏ကိုခန္ဓာအသွင်ဆောင်ခြင်းဖြစ်သည်နတ်ဝင်စားဟုဆိုလိုသည်ဒီကျွန်တို့သည်ကမ္ဘာလောကကိုကာကွယ်ဆောင်ရှောက်ရန်အတွက်အဝါဒရအဖြစ်ကမ္ဘာလောကသို့အကျိန်များစွာရောက်ရှိလာပေလျှင် ဆယ်မျိုးသောအဝါဒရသည်ဤကကြသောအဝါဒရများဖြစ်သည်ယင်းဆယ်မျိုးအနက်ပထမအမျိုးမှာမစ္ဆာခေါ၅တရဝါဖြစ်သည်ငါအဝါဒရ၏ရွေးချက်မှာမနုဿလူသားတို့၏ဘိုးဘေးဖြစ်သောတတမမနုအားရေဘေးကြီးမှကာကွယ်ရန်ဖြစ်သည်ငါလေးတကောင်သည်မနုလက်ထဲရောက်ရှိလာသည်မနုကငါလေးကိုစောင့်ရှောက်ထားသည်ငါလေးသည်ချက်ချင်းပင်ပြန်လည်မဆက်အောင်ကြီးပြင်းလာသည်ထိုအခါမနုကနတ်ငါးဖြစ်မိဟုအထင်ရှိသွားပြီးဘေဒနုဝင်စားသောငါးကိုပိုးွယ်စည်းကပ်သည် နန်းကားကမနူအားဘေးရောက်လာတော့မြည်ဖြစ်ကြိုတင်ပြစင်ရန်တရိပ်ပေးသည်ရေဘေးကြီးဆောက်ရောက်လာတော့အခါမနူသည်အခြားရေသိမ့်များနှင့်အတူလေကြီးတစ်စင်းပေါ်တက်စီသည်ဘဒနိုးလည်းအံ့ဩလောက်အောင်ကြီးမားသောစူးတောင်ကြီးရှိသည့်ငါးတကောင်အဖြစ်ပေါ်လာသည်လေကြီးကိုငါးစူးတောင်ကြီးတွင်ကျိုးနှင့်ခြိထားလိုက်သည်ဖြစ်၍မနူသည်ရေဘေးမှလွတ်မြောက်သွားသည်ဘဒနိုး၏ဒုတိယအဝါဒရမှာကပ္ပစခေါ်လက်တရဝါဖြစ်သည် စတရာယူခခပထမခေတ်၌ရေဘေးဆောက်ရောက်စဉ်ကပျောက်ဆုံးသွားသောဖိုးတံပစ္စည်းများကိုပြန်လည်ရရှိရန်အတွက်ဗတ္တနိုးသည်လက်ဖြစ်ဖြစ်ပေါ်လာသည်လက်ဖြစ်ဖြစ်ဗတ္တနိုးသည်ဗင်လေ၏အောက်ခြေမြေပြင်၌တွာလာနေပြီးမိမိကြောပြင်လက်ခုံးကိုမရဏတောင်၏အခြေခံသို့မဟုတ်ဘ ਹੁ ချက်မှအဖြစ်ပြုလုပ်ထားသည်ဤနှင့်အတူတူသည်ဝါတုတိမွေနကားကြီးအားတောင်ကိုရစ်ပတ်စေပြီးလေအုပ်စုနှစ်စုခွဲလျက်မွေနကားကြီးအဆုံးနှစ်ဖက်ကိုတစ်ဖက်တစ်ခုစီကျိုးဖြစ်ဆွဲကမ်းပြီးပင်လေထဲတွင်မှွေကြသောအခါလိုရှိသော ဖိုးတံဖိုးတံပစ္စည်းများပင်လယ်ထဲကပြန်လည်ရရှိသည်ဝေဒနု၏တတိယအဝါဒရမှာဝရဟခောဝတ်တူဖြစ်သည်ဟိနာရခအမည်ရှိနဗလူတကောင်သည်ပထဝီမြေကြီးကိုပင်လယ်အောက်ခြေရောက်အောင်ဆွဲသွင်းလိုက်သည်ဒဝီမြေကြီးကိုပုံမှန်နေရာပြန်လည်ရောက်စီရန်အတွက်ဝေဒနုသည်ဝတ်တူတကောင်အဖြစ်ဖန်ဆင်းပြီးလေညပေါင်းများစွာရှင်ပြိုင်တိုက်ခိုက်ပြီးနောက်နဗလူအားတပ်ဖြတ်လျက်ပထဝီမြေကြီးကိုအပေါ်ပြန်တင်ထားလိုက်လေသည်ဝေဒနု၏စရုထအဝါဒရမှာနရတိဟခောလူတစ်ပိုင်းချင်းတစ်ပိုင်းမနုဿတိဟဖြစ်သည် ဗေဒနုဒီကဘာလောကကြီးအားဟရိကတိပုမိရှိနဗလူယာမကင်းဝေးစေရန်မနုဿတိဟအဖြစ်ဟန်ဆင်းလိုက်သည်နဗလူဒီမြမမင်းကပါစားပေးထားသည်ဖြစ်၍မိသူများလက်ဖျားနှင့်မတို့ရဲအောင်ဖြစ်နေသည်လက်များနှင့်လူများအပေါ်တွင်၎င်းလိတ်ဆန်တို့အပေါ်တွင်၎င်းဒုက္ခပေးကျင်နိုင်ပေးနေသည်ထိုနဗလူဤသားသည်ဗေဒနုအားကိုးကွယ်စည်းကပ်သည်ယင်းချက်ကိုမကျေနပ်၍နဗလူဒီသူ့သားကိုတတ်ပြေရန်ကြိုးစားအားထုတ်သည်သို့တော်လည်းမအောင်မြင်ပေ ရိုနာဘလူးသည်ဗေဒနိုအနန္တတကူရှင်ဖြစ်သည်ဟု၍၎င်းတမဖာဘီနေရအနှက်ပြန့်နှံ့တရှိနေသည်ဟု၍၎င်းကြားသိရသည်ဖြစ်၍ကြောက်တိုင်တွင်ဗေဒနိုရှိနေမလားမရှိဘူးလားဆိုသည်ကိုစုံစမ်းလိုသောကြောင့်ကြောက်တိုင်ကိုဖြိုဖျက်ပစ်လိုက်လေသည်ဗေဒနိုသည်မိမိတိတ်ခါဆဲလိုသည်ဖြစ်၍ကြောက်တိုင်တွင်မှထွက်လာပြီးလေခေါင်းမသောနဘလူးဘရင်ကိုချေမှုန်းပစ်လိုက်လေသည်ဗေဒနို၏ပြစ်စမအဝါဒရမှာဝါမနခေါ်လူပုကလေးဖြစ်သည်သုဒ္ဓအဝါဒအထိအဝါဒ၄မျိုးမှာ စတရာယူကကိုပထမခေတ်၌ဖြစ်ပျက်ခဲ့သည့်ဖြစ်ပျက်များဖြစ်သည်ပစ္စမဝါဒရမှာမူတေတရာယူကခေါ်ဒုတိယခေတ်၌ဖြစ်ပျက်သောဖြစ်ပျက်ဖြစ်သည်တေတရာခေတ်၌နဘလူဘရင်ဗလိသည်အကျင့်တရားကိုပြင်းပြင်းထန်ထန်ကျင့်သောကြောင့်တုံလောကကိုအစိုးရသူဖြစ်သွားပြီးနတ်ဒေဝတာအပေါင်းတို့၏ဩဇာတကူမှာမင်းမေအားပြော်သွားလေသည်ယင်းချင်းတွေကိုပြုပြင်ပြောင်းလဲရန်အတွက်ဗေဒနုသည်ကတ္တမနှင့်အတ္တိတတို့၏တာလူပုလူညက်အဖြစ်ဝေးဖွာလာသည်လူပုကလေးသည်ဗလိထံသို့သွားပြီးလေသူအနေဖြင့် ခြေလန်းသုံးလန်းလှမ်း၍ရမိမိကိုတောင်းသည်ပလိကလူပုကလေးတောင်းသည့်အတိုင်းပေးလိုက်သည်ဒေသလို့ဤအဝါဒရလူပုကလေးသည်နတ်ပြည်နှင့်ဖဲဝီမြေကြီးကိုခြေလန်းနှလန်းတန်းဖြင့်လှဲပြီးလေပလိကိုငဲသောအဖြစ်ဆံမလန်းတော့ပဲဖဲဝီမြေကြီးအောက်ဖက်ကပါလာတပြည်ကိုပလိအုပ်ဆိုးမှုဆက်လက်တည်ရှိရန်ခြံထားလိုက်သည်ပထမမှပစ္စမအထိအဝါဒရများမှဒန္နာယီတတ်တတ်မြတ်ဖြစ်ကြသည်စထမတရမအထမအဝါဒရများမှသူရဲကောင်းများဖြစ်ပြီး နဝမအဝရဒမှာမူဘာသာတရားနှင့်ပတ်သက်နေသည်ဝရတုရာမသည်ဝေဒနုယဆက်ထမအဝါဒရဖြစ်သည်ပစိန်ကန်ဆောင်ထားသောယာမဟုဆိုလိုသည်မြမများကပရှုယာမဟုခေါ်ကြသည်ယမနလူမျိုးများအားခတ္တရာလူမျိုးတို့၏ချုပ်ချယ်ဆူမှုမှုမှလွတ်မြောက်စေရန်ကာမကိန္နာယမနဤတာအဖြစ်ဝေးဖွားလာခြင်းဖြစ်သည်ဝရတုရာမအကြောင်းသည် မဟာဘရဒနှင့်ယာမယနနှစ်ကျမ်းစလုံး၌ပါသည် ရတနိုဤတတ္တမအဝါဒရမှာယာမယနာဝိထု၏အဓိကဇက်ဆောင်ယာမဖြစ်သည်။အယုဒ္ဓယာဘုရင်တတရထမင်းကြီး၏တားတော်ဖြစ်သည်။ယက်ခိုက်ဘလူဘုရင်ယာဝနဒတခိရိအားနှိမ်နှင်းရန်အတွက်ငွေဖွာလာခြင်းဖြစ်သည်။အထမအဝါဒရမှာကရှိရှာနာဖြစ်သည်။ကရှိရှာနာသည်သူရဲ့ကောင်းတယုံဖြစ်ုံလာမကယာမကဲ့သို့ပဲဝိနုပါဒဝေမြဖះတစုဖြစ်ကိုးကွယ်စည်းကပ်ခြင်းခံရသူလည်းဖြစ်သည်။နဝမအဝါဒရမှာဗုဒ္ဓဖြစ်သည်။ ဘိနုဘာသာရေးကျမ်းဂန်များ၌ဗုဒ္ဓအားနဝမအဝါဒရအဖြစ်သတ်မှတ်ထားလေသည်ဘေဒနု၏တတမအဝါဒရဖြစ်သောကလကိမြင်းဖြူမှမူမပေါ်သေးပေဒုတိယခေတ်ကုံဆုံးမှပေးလာမည်နလောင်ကျောင်းခေါ်ဘေဒနုနတ်ဖျားကျောင်း၏အပြင်ဘက်နံရံပတ်လည်ချိုင်းများလှိုင်းများတွင်ဘေဒနုနမင်း၏ဆယ်ဘဝဆယ်အဝါဒရ၏ရုပ်တုများကိုထွင်းထုပေါ်ပြထားသည်ယင်းရုပ်တုများထဲတွင်နဝမအဝါဒရဖြစ်သောဗုဒ္ဓရုပ်ပွားတော်လည်းပါရှိသည်ဗုဒ္ဓရုပ်ပွားတော်ရှိနေခြင်းကိုထောက်လဲ က်တကိုပိတ်လောင်ထားသည့်ဟူသောထင်မြင်ချက်မှာအခြေအမြစ်လုံးဝရှိတော်မည်မဟုတ်ပေ။နတ်လောင်ကြောင့်သို့မဟုတ်နတ်လျောင်းကြောင့်ဟူသော အမည်နာမရလာခြင်းအကြောင်းဖြစ်သောရုပ်တုမှာအဆောင်အတွင်းရှိရောင်းဆက်နေသောဘေဒနုရုပ်တုဖြစ်လေသည်။ဘုရုပ်တုမှာဘေဒနုနာမည်ကိုပုံဖော်လေးဖော်ထားရှိသောဘေဒနုရုပ်တုပုံစံများတဲ့ကတစ်မျိုးဖြစ်သည်။ဘေဒနုနာမည်သည်အနန္တဒေတာဝင်နကားပေါ်၌ရောင်းနေသည်။သူ၏ချက်မှကြာယိုးထွက်နေပြီးကြာပွဲများပေါ်တွင်ကနတ်ပြမများရှိနေကြသည်။ ်ယင်းဗေဒနုယုတ်တုပုံစံမျိုးကလကတားမျိုးအိန္ဒိယပြတိုက်၌လည်းပြထားသည်ကလကတားမျိုးအိန္ဒိယပြတိုက်ထဲကဗေဒနုယုတ်တုသည်ဂျိဂျော့ဖျားเจ้าမှတူဖော်ရရှိသောခရစ်နှစ်600ခန်းကယုတ်တုဖြစ်သည်ဗကံဗေဒနုယုတ်တုထက်နှစ်ပေါင်း400လောက်စောသည်ယုတ်တုနှစ်ခုစလုံးပုံသူဒရန်တူဖြစ်ကြသည်ကလကတားပြတိုက်ထဲကယုတ်တုပုံဒရန်မှာဗေဒနုနာမည်သည်အနန္တမွေးနဂါ၏ဗပြင်းပေါ်၌ဥကောင်းလက်ထောက်ပြီးတစောင်းလဲလျောင်းနေသည်ဝင်ငကားဤဗပြင်းမှာအိယာထိုင်ခင်းတဲ့ဖွယ်ဖြစ်နေသည် ဝင်ကားဤဘပြင်းသည်ရေပေါ်၌ဘောလုံးပေါ်နေသည်ဘေတနိုဤခြေရင်း၌ဘေတနိုဤကျင်ယာဒေဝီလက်ချမီနတ်သမီးရှိသည်လက်ချမီသည်ယာဘတ်လက်ဖြင့်ဘေတနိုဤခြေရောက်ကိုကင်ထားပြီးဘေဘတ်လက်ဖြင့်ခြေတလုံးကိုနှိပ်ပေးနေသည်ဘေတနိုဤချက်မှကြာပွန်းထွက်နေသည်ကြာပွန်းချက်များပေါ်တွင်လက်နာလေးခုရှိသောပြမရှိသည်အပေါ်ဘက်ကရုပ်တုများမှထင်ရှားသောဟိန်းနုနတ်များဖြစ်ကြသည်လက်နာလေးခုရှိပြမ၏လက်ရာဘက်ကရုပ်တုမှာဧဝရစင်ကိုစီးနေသောကြာမင်းဖြစ်သည် ငါလာစီနေကြတော့ဘောဘတ်ထိုးထွက်နေသည့်ရုပ်တုနှစ်ခုမှာတီဝနတ်နှင့်သူ၏ကျင်ယာဒေဝီအဖတ်ဒီလိုဖြစ်ကြသည်ထို့ပြင်ဂျာထင်ရှားသောဟိန္ဒူနတ်များ၏ရုပ်တုများလည်းထွင်းထူထားသည်ဘေဒရုဖျားเจ้าဟုဆိုရတော့လဲနတ်လောင်เจ้า၌လည်းတီဝရုပ်တုရှိသည်ခရစ်နှစ်1855ခုနှစ်ကအိန္ဒိယတွင်ဆိုးမိုးအုပ်ချုပ်နေသောဗြိတိရှအစိုးရ၏တန်တမာအဖြစ်ဖြင့်မြမပြင်ထံရောက်ရှိလာသောကာနယ်ယူသည်မကန်ရောက်သွားသောအခါနတ်လောင်เจ้าတွင် ်အင်္ဂလိပ်ကျမ်းပြင်၌တုံးလုံးပတ်လက်ဖြစ်နေသောကြောက်ရွံ့နှစ်ရုပ်တွေ့ခဲ့ရသည်ဟုသူ၏မှတ်တမ်းစာအုပ်၌ရေးသားဖော်ပြထားသည်ယင်းကြောက်ရွံ့နှစ်ရုပ်အနက်လက်လေးဘက်နှင့်မက်ရက်ရုပ်တုမှတီဝရုပ်တုဖြစ်ပြီးဂလုံးစည်းလျက်ထိုင်နေပုံရုပ်တုမှမေတ္တနုရုပ်တုဖြစ်သည်ဟု1973ခုနှစ်ထုတ်မြန်မာနိုင်ငံကမီးကြောက်စာဌာန၏စီရင်ခံစာ၌ဖော်ပြထားသည်ယင်းရုပ်တုနှစ်ခုအနက်တီဝရုပ်တုသည်နောက်ပိုင်း၌ပကံအာနန္ဒာဖျားပြလိုက်သူရောက်သွားသည်မေတ္တနု၏ပုံစံတစ်မျိုးဖြစ်သောဂလုံးစည်းနေသောရုပ်တုမှာမူဂျာမနီပြည် ဘာလံပြတိုက်တို့ရောက်ရှိသွားသည်ဟု1973ထုတ်အိန္ဒိယကမီးကြောက်စာဌာနအစီရင်ခံစာ၌ဖော်ပြထားသည်နတ်လောင်ချောင်းကိုမြည်သူတီဆောက်သည်ပကံပြည့်ရှိဟိန္ဒူဘာသာဝင်တဦးတယောက်ကဖြစ်စေသို့မဟုတ်အများစုပေါင်းရဖြစ်စေတီဆောက်ထားခြင်းဖြစ်ပေလိမ့်မည်ကမီးကြောက်စာပညာရှင်ဂျရော့ဆက်ကမူပကံတွင်တီဆောက်ထားသောဟိန္ဒူဖျားကြောင်းအကြောင်းကိုပကံဖျားသမိုင်း၌တွေ့ရသည်ရင်ဖျားသမိုင်း၌တထုံကိုတိုက်ခိုက်အောင်မြင်ပြီးပြန်လာသောအခါနှောင်းထားပြင်းသည်နတ်လောင်ချောင်းကိုတိဆောက်သည်ဟုဆိုထားသည် ဖြစ်ကောင်းဖြစ်ဖွယ်ရှိသည်သို့တော်လည်းအထောက်ထားမရှိ၍အင်းကြောက်စာပါအချက်အလက်များအရာဒီဟိုကျုံအစဉ်အလာဖြစ်သောတောင်ပိုင်းဗုဒ္ဓဘာသာကိုထူးကြီးညိုလေးစားသည့်အနှွယ်ထားသည်ဟိန္ဒူဘုရားကျောင်းဆောက်လုပ်လိမ့်မည်ဟုတန်တရားဖြစ်ဖွယ်ရှိနေသည်ဟု၍ရေးထားသည်ဗကန်ခီးတဲ့သည်နတ်လောင်ကျောင်းမှပြန်လာခဲ့သည်ဗကန်စေတီပထိုးများတဲ့ကအခုဒီသောဟိန္ဒူဘုရားကျောင်းဖြစ်သည့်နတ်လောင်ကျောင်းသည်အဝေးတွင်ကြံခဲ့နေပြီဒေရရင်ထေရဝါဒဗုဒ္ဓဘာသာထွန်းကားနေသောပကံပြည်၌နောက်ကိုယ်ွယ်မှု ဲနုဘာသာကိုးကွယ်မှုဗေဒနုနတ်ဖျားကြီးညိုလေးစားမှုများလဲရှိနေကြသည်ဟူသောအတွေးမှာမူပကံခီးတဲ့တွင်ကပ်ပါလာလိမ့်မည်